မင်္ဂလာပါဒီနေ့ကျမတို့ဆွေးနွေးမယ့်စာအုပ်ကတော့တော်တော်လေးလူပြောများတဲ့စာအုပ်တအုပ်ပါတမိုသီဖာရက်ရှိတဲ့ The 4 Hour Body ပါဟုတ်ပါတယ်ဒီစာအုပ်ကခန္ဓာကိုယ်ပုံစံပြန်တာကနေစွမ်းဆောင်ရည်မြင့်တင်တာအထိအကြောင်းအရာမျိုးစုံကိုကိုယ်တိုင်စမ်းသပ်ထားတဲ့မှတ်တမ်းကြီးတစ်ခုလိုပါပဲอืมသူရဲ့ချင်းကပ်ပုံကစိတ်ဝင်စားစရာနော်သူကဆရာဝန်လည်းမဟုတ်ဘူး PhD လည်းမဟုတ်ဘူးမှန်ပါတယ်သူကသူ့ကိုသူလူသားကြွဖြူလို့တောင်ပြောထားတာ အချက်လက်တွေကိုစုတယ်ကိုတိုင်စမ်းတယ်ချန်ပီယံအားကစားသမားတွေကနေတိတ်ပံပညာရှင်တွေအထိလူပေါင်းစုံစီကတင့်ယူတယ်။သူအဓိကပြောတဲ့ idea တစ်ခုရှိတယ်နော်အနည်းဆုံးထိရောက်သောပမာဏဆိုတာ MED ပေါ့ဟုတ်ကဲ့ minimum effective dose MED ဒါကဒီစာအုပ်ရဲ့အဓိကတော်ချက်တွေဆိုတော့ဒီနေ့ကျွန်တော်တို့ကအဲ့ဒီစာအုပ်ထဲကအဓိကအချက်တွေနီးလမ်းတွေကိုနားလည်အောင်စ조사ကြည့်ကြမယ် အထူးသဖြင့်အစီကြတာကြွက်သားတက်တာလိုမျိုးတိတာတဲ့ရလကိုကိုအချိန်ကုန်လူပန်းတက်တာပြီးဘလို့ရနိုင်မလဲပေါ့ပြောရရင်ထဏံကိုအထက်80 90နေရာမကိုရှာကြည့်တာနဲ့တူတူပဲကဲဒါဆို MED အကြောင်းလေးနည်းနည်းပို့ပြီးပြောပြပါအောင်ဘလို့သဘောမျိုးလဲ MED ဆိုတာကလေကိုလိုချင်တဲ့ဇီဝကမဆိုင်ရာပြောင်းလဲမှုတစ်ခု ဖြစ်ဖို့လိုအပ်တဲ့အနည်းဆုံးလောက်ဆောင်ချက်ပမာဏကိုဆိုလိုတာအာအနည်းဆုံးပမာဏဟုတ်တယ်ဥပမာ အစီချဖို့ဒါမှမဟုတ်ကြွတ်သားတက်ဖို့လိုအပ်တဲ့အနည်းဆုံးလွန်ဆောင်မှုပေါ့ဒီစကလုံးကို Nautilus လေချင်းခန်းဆက်တီထွန်းတဲ့ Arthur Jones ကစပြီးတုံးခဲ့တာအော် Nautilus ဟွန်းစာအုပ်တွေကဥပမာဆိုရင်ကြွတ်သားတက်ဖို့တခါဒီစက္ကန့်60ကနေ90လောက်အရန်ပြင်းထန်တဲ့လေချင်းခန်းလောက်တာကတမားယူကြအကြီးများများအစုံများများလောက်တာတဲ့ပိုထီရောက်နိုင်တယ်ဆိုတာမျိုးပေါ့ဒါကစိတ်ဝင်စားစရာပဲဆိုတော့ပိုလုံးရင်ပိုကောင်းတယ်ဆိုတာမြဲမမှန်ဘူးပေါ့ အကြည့်ချပဲလိုရတဲ့ပို့လွတ်လာရင်အကျိုးမှုရှိတဲ့အပြင်ခနာကိုကခုခံကာကွယ်တဲ့တုံ့ပြန်မှုတွေကြောင့်စိုးကျိုးတော်ဖြစ်နိုင်တယ်လေသူကဆိုလိုတော့ဒါပေါ့လို့ဟုတ်ပါတယ်ဒီ MET အတွေးခေါ်ကစာဟုတ်သေးကနီလန်တော်တော်များများရဲ့အခြေခံပဲလက်ချင်ခံအချင်းကုံတတဖို့အစားတောက်မှမလိုတာတွေရှောင်ဖို့ရလာအကြီးဆုံးပေးမယ်အသေးဆုံးအပြောင်းလဲကိုရှာဖို့လက်ညွန့်ပေးတယ်อืมဒါကသူ့ရဲ့နောက်ထပ်အတိတ်ကအချက်တစ်တည်းတမယိုချအတိပညာတွေကိုမိကုန်းထူတန်းနေလဲဆက်ဆက်နေတာပေါ့ ဟုတ်တယ်။သူကအော့စကာဝိုင်းလ်ရဲ့စကားကိုကိုးကားထားတယ်လေ။လူကြိုက်များသမျှမားတယ်ဆိုလား။ဟုတ်ပါ။ဥမာကယ်လိုရီရေတွက်တာမျိုးပေါ့။ဒါကတကယ်ပဲအလောက်ဖြစ်ရလား။တဘာဝအတိုင်းဆိုလားကောဘာကိုဆိုလိုတာလဲ။အစီကြတာတကယ်ဖြည်းဖြည်းဖြစ်ရမှာလား။ဆိုပြီးသူကမိကုန်းထုတ်တယ်။ကယ်လိုရီကိစ္စမှာဆိုရင်သူထောက်ပြတာကအရေးကြီးတယ်။အန်ဒဝါဒရဲ့မီရှိုးပြီးကယ်လိုရီတိုင်းတဲ့စနစ်ကလူခန္ဓာကိုယ်ရဲ့အစာချေစနစ် ဟော်မုန်းတုံ့ပြန်မှုတွေကိုထဲမတော်ထားဘူး။ ။အော်ဟုတ်ကဲ့။တကယ်တော့လေ1950ကျော်ကကပစ်နဲ့ပါဝေါင်းလို့လေ့လာမှုမှာကယ်လိုရီတူပေမဲ့90ရာခိုင်မို့ပစီဒါမှမဟုတ်ပရိုတင်းဒါမှမဟုတ်ကာဘိုဟိုက်ဒရိတ်အဓိကစားတဲ့အုပ်စုတွေမှာကိုလေ့ကျင့်ပြောင်းလဲမှုကတိတိတတ်တာကွာသွားတယ်။ဟာဆိုတော့စားတဲ့အမျိုးအစားကပိုအရေးကြီးသွားတာပေါ့။ဟုတ်တယ်။ကယ်လိုရီအရေးအတွက်ထက်စားတဲ့အစာမျိုးအစားကဟော်မုန်းတွေအထူးသဖြင့်အင်ဆူလင်အပေါ်ဘလိုတည်အောင်လဲဆိုတာက ို့အရေးကြီးတယ်ဆိုတဲ့သဘောပဲ။ तू ကဆေးဝါးများ drugs ဆိုတဲ့စကလုံးကိုတုံးလာလေနည်းနည်းထူးဆန်းနေနော်။음 तू ကအတိပယ်ကိုခြေလိုက်တာ။ဆေးပြားအမုံ cream တွေအပြင်အစားအသောက်လေ့ကျင့်ခန့်ဖြည့်စွက်စာစားလေခန္ဓာကိုယ်ကိုတိုင်းတာလို့ရတယ်အကျိုးသိအောင်မှုရှိတဲ့ဘယ်အရာမဆိုဆေးလို့ तू ကဆိုလိုပုံရတယ်။ဆိုတော့တဘာဝလားဓာတုလားဆိုတာထက်အဲ့လာကကုတ်တဲ့အလုပ်ဖြစ်မဲ့ထက်ကပိုရေးကြီးလို့ပေါ့။မှန်ပါတယ်။ဒီလိုအတွေးခေါ်နေ तू လက်တွေ့ကြပြီးထိရောက်တယ်လို့ तू ယုံကြည်တဲ့နည်းဗူဟာတွေကို ပြောပြတယ်။အဲဒီတဲမှာလူဒီများလုံးတစ်ခုက slow carb diet ပေါ့။ Oh slow carb diet ။ तू မစီးမြန်းငါခုရှိတယ်ဟုတ်။ဟုတ်ကဲ့။ number 1ကအဖြူရောင် carbohydrate တွေရှောင်ရမယ်။ပေါင်မုတ်၊ထမင်ဖြူ၊အာလူးစတာတွေပေါ့။ Hmm number 2ကလွေအောင်လို့အဓိကအစားအစာအနှင်းငယ်ကိုပဲထပ်ခါထပ်ခါစားဖို့ဥပမာကြက်ဥပဲအသားဟင်းဒီရပေါ့နံပါတ်3က အရေးကယ်လိုရီမတောက်ဖို့အချိုရည်ဖျော်ရည်တွေရှောင်ရမယ်ဟုတ်တယ်နံပါတ်၄ကတက်သည့်အများစုရှောင်ရမယ်ခရမ်းချင်းသည်သောပတိလောက်ပဲရမယ်နောက်ဆုံးတစ်ခုကတော့ချီတေနော်တပတ်တည့်ရကြိုက်တာစားလို့ရတာအဲ့ဒါပဲဒီနည်းရဲ့ဆွဲဆောင်မှုကရက်30မှာအစီပေါင်း30လောက်ကျနိုင်တယ်ဆိုတာပဲအဓိကကတော့ပရိုတင်းပဲအမျိုးမျိုး ဟင်းသီးရွက်တွေစားပြီးသွေးတွင်းသကြားဓာတ်ကိုတည်ငြိမ်အောင် ထိန်းတာဟုတ်ပြီ ဒါပေမဲ့လူတွေပြောကြတာပဲပဲဆိုင်ရင်လေပွက်တတ်တယ်ပြီးတော့ဒီအစားတွေချီးပဲဆိုင်ရင်ရိုးရီလာနိုင်တယ်ဆိုတာမျိုးပေါ့ဟုတ်အဲ့ဒါတွေတော့လေသွားဖြည့်ရှင်နေပြထားတယ်လေပွင့်ဗန်နီလေးလို့ပြောစားတာရေစင်္ကြာဒါမှမဟုတ်ဘီနိုလိုအစားချီအခုသုံးတာလုံးနိုင်တယ်အရာပေါ့တကောဟင်ခတ်ငွေကြိုင်ဆော့စ်တွေသုံးပေါ့ electrolyte အတွက်ဟင်းနုနွယ်အစစ်အဆန်စားရေများများတောက်ဖို့လိုတယ်ချစ်တွေကလည်းအရေးကြီးတယ် တပတ်တစ်ခါကယ်လိုရီများများစားလိုက်တာကဇီဝကမထိစင်ကို ပြန်မွန့်တင်ပေးပြီးအစီကျနှုတ်မကျသွားအောင်ထိမ့်ပေးတယ်လို့သူကရှင်းပြတာအာချီတဲကအလိုအချိုးရှိတာကောဒါပေမဲ့အဲ့ဒီချီတဲမှာအများကြီးစားမရင်နှုတ်နဲ့အပြစ်ရှိတယ်လို့ခံစားမှာပဲအဲ့ဒါကိုထိမ့်တဲ့နီလန်ကိုရှိလားရှိတယ်အဲ့ဒါကို damage control လို့ခေါ်တယ်ဆိုလိုတာကစားလိုက်တဲ့ကယ်လိုရီတွေအစီထစ်မဲ့စားကြွတာတဲ့ရောက်အောင်လမ်းလွဲပေးတာအိုးဘယ်လိုမျိုးလမ်းလွဲတာလဲအဓိကကတော့အစာမစားခင်ခဏ စားပြီးမိနစ်90လောက်မှကြွက်သားတွေကိုခဏကြုံပေးတဲ့လစ်ချင်ကအတိုလေးတွေလှုပ်တာပဲလစ်ချင်ကအတိုလေးတွေဘယ်လိုမျိုးလဲဥပမာလေထဲမှာထိုက်ထားလှုပ်တာနေရန်တွန်းတာဒိုက်ထိုးတာမျိုးစုစုပေါင်းစက်က60ကောင်းဆယ်လောက်ပဲဒါက GLTU4 ဆိုတဲ့တရားတဲ့ protein ကိုကြွက်သားစီပို့ပေးပြီးသွေးထဲကတရားတွေကိုကြွက်သားတွေတင်းစေတယ်။အော်လွယ်သားပဲ။ဟုတ်တယ်။ပြီးတော့တိကျံဖို့ကတံပရာရေဒေါမှု CQ လို့ဖြည့်စွက်စာတချို့ကလည်း အင်ဆူလင်တုံ့ပြန်မှုကိုကောင်းစေတယ်လို့ဆိုရဲဒါတွေကအစီကျဖို့အတွက်ပေါ့ဟိုဟာကကြွတ်သားတက်ချင်ရင်ကဘယ်လိုလဲ kick to freak ဆိုတဲ့အခန်းကနာမည်ကဆန်းတယ်ဟာဟာဟုတ်အဲ့ခန်းကအချင်းတော်အတွင်းမှာကြွတ်သားထူတိတိတသာတက်ဖို့ရည်ရွယ်တယ်သူကရပိုက်အတွေ့ကြွတ်သားပေါင်30ကျော်တက်တဲ့ဥပမာတွေပေးထားတယ်ဒါပေမဲ့ဒါတွေကအထူးကြမှတ်မှုအောက်က extreme case တွေဆိုတာတော့သူဝန်ခံထားပါတယ်ဆိုတော့အခြေခံသဘောတရားကဘာဖြစ်မလဲအခြေခံကတော့ MED နဲ့ကိုက်ညီပြန်ရော တပတ်ကနှစ်ချိန်လောက်ပဲနှစ်ချိန်နဲ့ဟုတ်တယ်ဒါပေမဲ့လုံးတဲ့အခါမှာခန္ဓာကိုအစိတ်ပိုင်းများများပါတယ်လေ့ကျင့်ခန်းကြည့်တယ်ဥမာ squat deadlift လိုမျိုးအနေငယ်ကိုပဲအာယုံစိုက်ပြီးတစုံတည်းကိုကြွက်သားကလုံးဝမလုံနိုင်လို့တဲ့အထီယုံ muscular failure လောက်ရမယ်အာတစုံတည်းဒါမှ maximum effort ပေါ့အတိအကျဒါကကြွက်သားတက်ဖို့အပြင်းထန်ဆုံး flow ဆုံးမှုပေးတယ်ပြီးတော့ protein များများစားရမယ် တချင်းမှာ protein 30 gram ပဲစုပ်နိုင်တယ်ဆိုတာမျိုးကိုလည်းသူကမယုံဘူးဒီနည်းကို Occam's protocol လို့လည်းခေါ်တယ်အယူရှင်းဆုံးအထည်ရောက်ဆုံးနည်းလမ်းပေါ့တကယ်ပဲတမားယောချနည်းတွေနဲ့ကွာတယ်နော်တပတ်နှစ်ချိန်လေ့ကျင့်ခန်းနဲ့တစုံတယ်အံ့ဩစရာပဲဒီစောက်ထဲမှာဒီလိုထူးထူးဆန်းဆန်းနည်းလမ်းတွေရှိသေးလားရှိသေးတယ်နောက်တစ်ခုက ice age ဆိုရယ်အရေးတန်ခံယူတာရေခဲဘယ်လိုမျိုးလဲဟုတ် NASA မှာလုတ်ခဲ့မှုတဲ့ Ray Cronice ဆိုတဲ့လူရဲ့စမ်းသပ်မှုတွေနီလာတာ အေးရရေချိုးတာရေစိမ့်တာ ရေခဲရေတောက်တာဒါမှမဟုတ်လေပင်နဲ့ကြောပေါ်ရေခဲအိတ်ကတ်တာမျိုးလုပ်ရင် ခန္ဓာကိုယ်ထဲကအညိုရောင်အစီ brown adipose tissue BAT ကိုလုံဆောနိုင်တယ် BAT အဲ့ဒါကဘာလဲဟင် BAT ကအဖူထုတ်ဖို့အလုံးလုံးတဲ့အစီအမျိုးအစားအေးလာရင်သူကသွေးထဲကချစ်ချားနဲ့အစီတွေကိုဆွဲလောင်ပြီးကိုယ်အပူချိန်ထင်းမိတယ်ဆိုတော့အဲ့ဒါကို activate လုပ်နိုင်ရင်အစီပူလောင်ကျွမ်းစီတယ်ကော Oh အဲ့တော့လက်စိတ်ဝင်စားဖို့ကောင်းတာပဲနောက်တစ်ခု Carable Swing အကြောင်းဖတ်လိုက်ရတယ် Tracy Rifenkin ဆိုရဲအမျိုးသမီးပေါင်တရာကြိုးကြသွားတာအဲ့ဒါကြောင့်ဆိုဟုတ်ပါတယ် Carable Swing ကအချိန်တိုအတွင်းမှာခန္ဓာကိုယ်တစ်ခုလုံးအထူးသဖြင့်နောက်ကျောကျွတ်တဆုတင်မာပေါင်နောက်ကျောကျောကိုအလုံးလုံးစေတဲ့အရန်ထိရောက်တဲ့လစ်ကျင်ခံလို့သူကဆိုတယ်อืมဒါကအစီကြဖို့ဇီဝကမဖြစ်စဉ်ကို မြင့်တင်ပေးတယ်လို့1 byte ကိုလည်းတန်မာစေတယ်ထူးခြားတာက တပတ်နှစ်ကြိမ်တစ်ကြိမ်50မိနစ်လောက်နဲ့တိတာရရလာရနိုင်နေဆိုတာပဲအချိန်နည်းနည်းနဲ့ရလာကောင်း MED plan ဖြစ်သွားပြန်ပြီဟုတ်ပါဒီနီလာနဲ့အားလုံးရဲ့နောက်ကွဲမှာတူညီတဲ့အချက်ကတော့ကိုရင်စမ်းတပီအချက်လက်ကောက်တာပဲဒါကသူ့ရဲ့အထူးကနီးစနစ်ပဲဟုတ် N equals to 1စမ်းတမှုဆိုတာဟုတ်တယ်သူကအကုန်မတန်တင်တဲ့ခန္ဓာကိုယ်ဖွဲ့စည်းမှုကို DEXA scan bot bot နဲ့တိုင်းနေတွေးကြိုကို CGM နဲ့စောင့်ကြည့်တဲ့ အိတ်ဆက်မှုကိုဇီယိုနဲ့တိုင်းတယ်ဒီလိုတိုင်းနာတာကဘာလို့အရေးကြီးတာလဲပီတာဒရက်ကာပြောသလိုပေါ့တိုင်းနာတဲ့အရာကိုပဲစီမံနိုင်တယ်လေအချက်လက်ကကိုတိုးတက်မှုကိုပြတယ်ဘာကအလုပ်ထစ်တယ်ဘာကမဖြစ်ဘူးဆိုတာရှင်းရှင်းလင်းလင်းတီးရတယ်อืมဟုတ်စာအုပ်ထဲမှာ chat formula ရဲ့ဟာလာဂျူကူအခိုက်အတန့်ဥပမာရှိတယ်သူဂျပန်မှာအင်ဂျီဝင်မန်ဂျီပီစီပြတွားရကနေကျမ်းမာရေးပြောင်းလဲဖို့ဆုံးဖြတ်ခဲ့တာအောင်မြင်သွားတာက အချက်အလက်အတိအကျနဲ့ခြေရာခံပြီးလုပ်ခဲ့လို့ပဲ Evernote CEO Fabian ရဲ့ကိုအလေးချင် graph ကလည်းစိတ်ဝင်စားစရာပဲနေလိုင်းချိန်မှတ်ထားပြီးခွင့်ပြုထားတဲ့အပိုင်းခြားထဲမှာနေဖို့ပဲစူးစမ်းတာအဲ့ဒီ awareness ကြောင့်ပဲပုံ30လောက်ကျသွားတယ်ဆိုတာမျိုးအဲ့ဒါဒီအလုံးကကိုယ်တိုင်စမ်းသပ်မှုနဲ့အချက်အလက်တွေရဲ့အစွမ်းကိုပြနေတာပဲတဖက်မှာလည်းဒီလိုကိုယ်တိုင်စမ်းသပ်တာပဲဖြစ်ဖြစ်သူများပြောတာသူ့ရည်ရနာဖတ်တာပဲဖြစ်ဖြစ်ဝေဖန်ပိုင်းခြားတတ်ဖို့အရေးကြီးကြောင်းလဲသူကတတိပေးထားတယ် ဆိုလိုတာကလေးလောင်မှုတစ်ခုကိုတွင်းရင်ဂျာကဘလော့ခိုင်မာလဲဘသူပိုက်ဆံပေးထားလဲဆိုတာမျိုးစဉ်းစားဖို့လိုတယ်ပေါ့ဟုတ်တယ်အချက်အလက်ကိုတုံးဖို့အရေးကြီးတယ်လို့အချက်အလက်ရဲ့အရေးအသွေးနဲ့ဆက်ဆက်မှုကိုနားလဲဖို့လည်းအရေးကြီးတယ်ကဲဒါဆိုကျမတို့ဒီနေ့ the 4 hour body ကြောင့်ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ရရင်တော့ MED သဘောတရားတမယိုးကြအမြင်ဒီကိုစင်ခေါ်တာ slow carb damage control swings cold exposure low knee view ဟာတဲ့ ပြီးတော့ကိုရိုင်းစမ်းတတိုင်းတာချင်းရဲ့အရေးပါမှုတွေပဲဖြစ်ပါလေဒီစာအုပ်ကနေအဓိကရယူတင်တာက ဖာရီရဲ့နီလန်းတွေကိုတဖွန်စနစ်လိမ့်လို့ဖို့ထက်သူ့လိုစူးစမ်းတတ်တဲ့စိတ်တမွေးမြူဖို့ပါပဲကို့တက်အလို့ထင်မဲ့ MD ကိုရှာဖို့ဖို့ဟုတ်ပါတယ်ကိုရိုင်းစမ်းကြည့်ဖို့လိုတာပေါ့နော်อืมပေးတိလေးမှာစပြီးတိုင်းတောင်လို့ရတယ်အပြောင်းလဲတစ်ခုခုစမ်းကြည့်တင်တယ်ဟုတ်ကဲ့ဒါကြောင့်နားထောင်နေသူလေးကိုစဉ်းစားစရာလေးတစ်ခုပေးခြင်းပါတယ် ိုတိုးတက်ခြင်းနဲ့ကျန်းမာရေးနယ်ပယ်တစ်ခုခုမှာ MED ကိုသုံးကြည့်ပါအများကြီးပြောင်းလဲဖို့မဟုတ်ပဲအထီးရောက်ဆုံးဖြစ်နိုင်မယ်အသေးဆုံးအပြောင်းလဲတစ်ခုနှစ်ခုကိုရွေးပြီးတပတ်လောက်စမ်းကြည့်ပါပြီးရင်ရလကိုတေချာမှတ်တမ်းတင်ကြည့်ပေါ့ရလာနိုင်မလားကိုတော့စမ်းသက်လို့ရမယ်အတင်းငယ်ယုံရာကပြဖက်နိုင်မလဲဆိုတာစဉ်းစားကြည့်ပေါ့ပါဒါကစာအုပ်ရဲ့အတိတ်ကအနစ်ချုပ်ချစ်တဲ့ထီရောက်မှုနဲ့ 80 20နေရာမှာကိုလက်တွေအသုံးဖြတ်ဖို့ဖိတ်ခေါ်တာပါပဲကိုယ့်ရဲ့အချင်းနဲ့အားဆိုင်ထုံးမှု အနည်းငယ်ကနေအကောင်းဆုံးရလက်တွေရရှိနိုင်ကိုစူးစမ်းကြည့်ကြပါဘော